ထိုင်းနိုင်ငံကအင်ရှင်ဖြင့်လက်ခံကျင်းပသွားမယ်2025စီးကိန်းပြိုင်ပွဲကြီးရဲ့အုပ်စုရင်းဘယ်ခွဲမှုကတော့ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ မြေကမှုထပေါ်လာခဲ့တဲ့ချင်းဒီတွင်းမှာအုပ်စုရင်းမှာတွေ့ရမယ့်အသင်းတွေဟာမြန်မာလူပြည်သိမျိုးသမီးအသင်းအပါဝင်မြို့သားယူ23အသင်းတွေကတော့အုပ်စုချက်တွင်ကြားရောက်ခဲ့တယ်လို့သုံးသပ်ရမှာဖြစ်ပါတယ်ဘလိုပဲဖြစ်နေပါစေကျွန်တော်တို့မြို့သားအသင်းရောမြို့သမီးအသင်းရောအကောင်းဆုံးနောက်ဆင်းတက်ရောက်နိုင်ဖို့အစွမ်းကုန်အားပေးသွားရမှာဖြစ်ပြီးတော့လက်ရှိအချိန်မှာလည်းမြို့သားအသင်းမြို့သမီးအသင်းနဲ့ပတ်သက်တဲ့သတင်းကောင်းများစွာလို့ကိုစူးစီးတင်ဆက်ပေးသွားရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးအားပေးသွားဖို့လည်းတောင်းဆိုချင်ပါတယ် ထိုင်းနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပသွားမယ့်2025စီးကိန်းပြိုင်ပွဲကြီးကတော့လာမယ့်ဒီဇင်ဘာလအတွင်းမှာစတင်ရှင်ပိုင်ကစားသွားဖို့ရှိနေပါတယ်။မြန်မာလေပြည်သည်မြို့သမီးအသင်းရဲ့အုပ်စုပွဲစဉ်အချိန်စရားတွေထွက်ပေါ်လာခဲ့ပြီးတော့မြန်မာလေပြည်သည်မြို့သမီးအသင်းရဲ့အသင်းပါဝင်တဲ့ပုံစံလေးတွေကိုလည်းပြောပြပေးသွားကြပါတယ်။မြန်မာလေပြည်သည်မြို့သမီးအသင်းဟာအုပ်စုအင်းနဲ့အုပ်စုဘီနှစ်ခုထဲမှာပါအုပ်စုဘီအတွင်းမှာကြာရောက်ခဲ့ပါတယ်။ နမကြီးမဟာပြိုင်မဲ့ပြင်းတဲ့အသင်းပါဝင်ခဲ့လို့ဖိလစ်ပိုင်အသင်းလည်းပါဝင်ခဲ့ပြီးတော့မလေးရှားအမျိုးသမီးအသင်းမှာပါဝင်ခဲ့ပါလေဒါကိုပြန်လည်ကြည့်ရမယ်ဆိုရင်တော့မြန်မာလူပြည်စင်အမျိုးသမီးအသင်းနေနဲ့အုပ်စုရင်းပြိုင်မဲ့တွေကိုခက်ခက်ခဲခဲရင်းဆိုင်ရှင်းမြန်ကစားသွားဖို့ရှိနေရပြီဖြစ်ပါလေ ဒါပေမဲ့လည်းကျွန်တော်တို့မြန်မာလေပြည်သင်မြို့မီအသေးနေတဲ့လက်ရှိအချိန်မှာနီပါကျော်ယူကီတက်ဆူရူရဲ့ဥဆောင်မှုနောက်မှာအကောင်းဆုံးလေ့ကျင့်ပြင်ဆင်မှုတွေကိုအစွမ်းကုန်ပြုလုပ်နေတာကိုလည်းမြင်တွေ့ရပါတယ်။ဒါဟာကျွန်တော်တို့အတွက်ခွင်လန်းကောင်းနေပိုင်ဆိုင်နေမှာဖြစ်ပြီးတော့ပြီးခဲ့တဲ့အာဆီယံမြို့မီချန်ပီယံရှစ်ပြိုင်ပွဲမှာလည်းမြန်မာလေပြည်သင်မြို့မီအသေးနေနဲ့အဆင့်တစ်ခုဒုတိယဆုတိယရှိအောင်ဆွမ်းဆောင်ပြနိုင်ခဲ့တဲ့မြင်ဝင်းတွေကိုမြင်တွေ့ရပါတယ်။ ဒါတွေကိုအကောင်းဆုံးအသုံးချသွားပြီးတော့နီးပြားချက်ယူကီတက်ဆူရိုအနေနဲ့ဘလို့ပုံစံမျိုးလမ်းညွှန်မှုတွေနဲ့ဥဆောင်မှုတွေဇောက်ွက်ချင်းချင်းတွေပြုလုပ်သွားမလဲဆိုတာအင်မတန်စိတ်ဝင်စားစရာကောင်းနေပါလေ လက်ရှိချိန်မှာအင်ရှင်ဖြစ်တဲ့ထိုင်းမျိုးသမီးလေဝီသင်အသင်းကိုရှောင်လွှဲနိုင်ခဲ့ခြင်းကလည်းမြန်မာလေဝီသင်မျိုးသမီးအသင်းစီမီဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်မှုအခွင့်အလမ်းတစ်ခုကိုပိုင်ဆိုင်သွားခဲ့တာဖြစ်ပါလေ။ဒါပေမဲ့လည်းအုပ်စုရင်းပြိုင်မက်တွေမှာတကယ်ကိုအင်အားကြီးပြင်းတဲ့အသင်းပါလေ။ဖိလစ်ပိုင်အသင်းဆိုတာကလည်းကစားရခက်မဲ့အသင်းဆိုရင်လည်းမမှားပါဘူး။ဒါကြောင့်လုံးဝပေါ်ပေါ်ပေပေရှင်မြိုင်သွားလို့မရဘဲနဲ့ကြကုတ်ကြဲကျူးသားရှင်မြိုင်မှလာနောက်ဆင့်ဖြစ်တဲ့စီမီဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်မှာဖြစ်ပါလေ။ လက်ရှိအချိန်မှာကတော့မြန်မာလေဘေးစိန်မျိုးသမီးအသင်းကိုတော့လူငယ်သားမတွေပေါင်းဆက်မှုအခြားစီနီယာသားမတွေပေါင်းဆက်မှုနဲ့ပြည်တွင်းကအရေးသွေးရှိခြေစွမ်းခြေစားကောင်းမွန်တဲ့မျိုးသမီးသားမလေးတွေစုဖွဲ့ပြီးတော့ဂျပန်နိုင်ငံအထိတွားရောက်ပြီးတော့လေကျင်းငန်းခြေစွမ်းပွဲတွေပြုလုပ်စီစဉ်နေတာဖြစ်ပါလေလက်ရှိမြင်ဝင်းကိုကြည့်ရမယ်ဆိုရင်တော့ပြည်သက်တွေအားပေးမှုအခိုင်အမာရရှိထားတဲ့သားမတွေမျိုးများစွာလည်းပါဝင်နေပါတယ် ဒါကြောင့်ပြိသက်အပေးမှုကတော့ရောသွားခြင်းမရှိဘဲနဲ့မြန်မာလူမျိုးတွေမြို့သမီးအသေးနဲ့သူတို့ရည်မှန်းထားတဲ့ရွှေစိတ်စုကိုရရှိဖို့ဘလို့ပုံစံမျိုးစွမ်းကုန်ကြိုးစားရှင်းမြင်သွားမလဲဆိုတာကျွန်တော်တို့အားလုံးဆက်လက်ဆော့မြေကြိရှိရအောင်ပါလေဖြစ်ပါတယ်မြန်မာလူမျိုးတွေမြို့သမီးအသေးနီးပြားချုပ်ယူကီတဆူရိုကတော့စီးကိန်းပြိုင်ပွဲအုပ်စုမဲခွဲမှုထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းပြိသက်ကြီးကိုအခုလိုမျိုးပြန်လဲပြောကြားဖြေကြားလာခဲ့ပါတယ်နီးပြားချုပ်ယူကီတဆူရိုပြောကြားသွားချက်မှာတော့အခုလိုမျိုးဖြစ်ပါတယ် လက်ရှိအချိန်မှာမြန်မာလူမျိုးစိတ်မျိုးသမီးအသင်းအနေနဲ့အင်ရှင်ဖြစ်တဲ့ထိုင်းလိုင်မျိုးစိတ်မျိုးသမီးအသင်းကိုရှောင်လွှဲနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းအသင်းကြီးအသင်းဖြစ်တဲ့ BNL အသင်းဟာကျွန်တော်တို့နဲ့ရင်ဆိုင်ရှင်ပြိုင်ရမယ့်အခက်ခဲဆုံးပြိုင်မဲ့ဆိုရင်လည်းမမပါဘူး။ဒါပေမဲ့ကျွန်တော်တို့အားလုံးကြကုတ်ကြခဲနဲ့ရင်ဆိုင်ရှင်ပြိုင်သွားဖို့လည်းရှိပါတယ်။ ဖိလစ်ပိုင်မျိုးသမီးရဲ့အသင်းကတော့အားလုံးသိရှိပြီးသားအတိုင်းပါပဲကမ္ဘာအဆင်ရဲ့တီချမ်းမှာမြန်မာလူမျိုးသမီးမျိုးသမီးအသင်းထက်ကအခြားအသင်းတွေထက်ပါတာလုံးပိုကဲနေတဲ့မြင်ကွင်းကိုကြည့်မယ်သူတို့အသင်းဟာကမ္ဘာဖလားဝင်ငွေတောင်ရရှိထားတဲ့အသင်းတွေဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဖိလစ်ပိုင်မျိုးသမီးလူမျိုးသမီးအသင်းနဲ့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာရှင်ပြိုင်ကစားနိုင်ခဲ့တယ်အကောင်းဆုံးသားနိုင်ခဲ့တယ်လို့လည်းထင်ပါတယ်ဒါကြောင့်စီးကိန်းပြိုင်ပွဲအုပ်စုပွဲစဉ်တွေအတွင်းမှာတော့အသင်းတိုင်းကိုအကောင်းဆုံးကျူးကျူးသားသားရှင်ပြိုင်သွားမယ် ဟာမောင်တွေကိုလည်းကျွန်တော်အကောင်းဆုံးလမ်းညွန်ပြသမှုနဲ့ကစားကွက်ခင်းကျင်းကိုပြိသက်စိတ်တိုင်းညာဖြစ်စေရမယ်ဆိုပြီးလည်းပြောကြားသွားခဲ့ပါတယ်။ဒီဘက်ကျော် UK တက်ဆူရိုကတော့လူရေးချိန်မှုအဆုံးသက်ကိုဘလို့ပုံစံမျိုးပြင်ဆင်စရာတွေရှိသေးလားလို့မင်းမြတ်နဲ့ပုံမှန်အခုလိုမျိုးပြက်ပြက်တားတားပြေကြားသွားခဲ့ပါတယ်။ ပြည်သက်ကြီးကိုပြောချင်တာပါလေလက်ရှိအချိန်မှာကျွန်တော်တို့ရွေးချယ်ထားတဲ့လူစင်ဟာအကောင်းဆုံးမဟုတ်ခဲ့ရေနော်ဇာမောင်းတွေအလုံးစုစုစီစီနဲ့ဇာနိုင်မယ်လို့မျှော်လင့်ထားတဲ့ရလက်ဖြစ်ပါလေဒါကြောင့်ဒီအစုဖွဲ့ကိုကျွန်တော်ကိုယ်တိုင်လည်းနှစ်သက်ပါတယ်ဒါပေမဲ့ပွဲချိန်နီးကပ်လာလေလေအခြားတန်ရန်ရရှိထားတဲ့ဇာမောင်းတွေရှိမရှိကိုကျွန်တော်ပြန်လဲသုံးသပ်သွားမယ်အဲ့ဒီထဲကမှရွေးချယ်သိတဲ့လူကိုပြန်လဲစီစီပြီးရွေးချယ်သွားဖို့လည်းရှိတယ်ဆိုပြီးတော့နီးပါးချုပ်ယူကီတက်စုတို့ကအရေးမွက်ပြောကြားသွားခဲ့ပါတယ် မိထလူနဲ့ပတ်သက်ပြီးတော့ဖြေကြားခဲ့ပုံမှာတော့မိထလူကိစ္စကိုကျွန်တော်ပြီးခဲ့တဲ့အချိန်တွေတုန်းကလည်းပြောကြားသွားခဲ့ပါတယ်မိထလူနေနဲ့သူ့နေနဲ့ကြောင်းကိစ္စတွေအရာရာအလုံးပြီးဆုံးနိုင်လို့ဆောင်နိုင်ရင်တော့မြန်မာလူမျိုးစင်မျိုးသမီးအသေးနဲ့ပြန်လဲပူပေါင်းနိုင်မှာဖြစ်တဲ့ဆိုပြီးလဲနီးပြကြယူကီတဆူတို့ကပြောကြားသွားခဲ့တဲ့အတွက်မိထလူနေနဲ့ကြောင်းဘက်ကညှိနှိုင်းလို့ရမယ်ဆိုရင်တော့လာမယ့်စီးကိန်းပြိုင်ပွဲမှာမြန်မာလူမျိုးစင်မျိုးသမီးအသေးနဲ့တရောင်းတနေရကနေပါဝင်သွားနိုင်မှုလဲမျှော်လင့်မိပါတယ် လက်ရှိချိန်မှာတော့မြန်မာလူမျိုးစင်မျိုးသမီးအသင်းကတော့သူတို့အနေနဲ့အုပ်စုချက်တယ်လို့ပြောလို့ရပေမဲ့လည်းအကောင်းဆုံးပုံစံရင်ဆိုင်ရှင်မြန်ကစားရင်းနဲ့ semi final နဲ့အဆင့်ကိုတက်ရောက်သွားနိုင်ပါသေးကြောင်းလဲစွန့်နမောင်းတောင်းပေးလိုက်ချင်ပါတယ်။စီဂိမ်းပြိုင်ပွဲမှာအုပ်စုချက်တဲကိုကြားရောက်သွားခဲ့ပြီးတော့အုပ်စုတက်ဖို့အစွမ်းကုန်ကြိုးစားရှင်မြန်သွားရမယ်မြန်မာလူမျိုးစင်မျိုးသား U23 အသင်းကြောင်းပြောပြပေးသွားချင်ပါတယ်။ လက်ရှိချိန်မှာကတော့မြို့သမီးသင်းရဲ့အုပ်စုပွဲတင်အနေထားတွေကိုမြင်တွေ့ခဲ့ရပြီးဖြစ်ပြီးတော့မြန်မာလူရွေးသင်းမြို့သား U23 သင်းရဲ့အုပ်စုအခြေအနေကလည်းတော်တော်လေးပြည်သက်တွေကိုရင်ခုန်ဆိတ်လုချမှုအဖြစ်ပေးသွားအောင်မှာဖြစ်ပါတယ် အစိုးရအတွင်းမှာကြောက်ရွံ့ခဲ့တာဖြစ်ပြီးတော့နမဲကြီးကောင်းမွန်လာတဲ့ဆိုတဲ့အင်ဒိုနီးရှားအသင်းပါဝင်လာခဲ့ပြီးတော့ဖိလစ်ပင်စင်ကာပူအသင်းတို့နဲ့တအုပ်စုနဲ့ကြောက်ရွံ့ခဲ့ပါတယ်ဒီအစိုးရကိုပြန်လည်ကြည့်ရမယ်ဆိုရင်တော့အင်ရှင်ထိုင်းအသင်းကိုရှောင်လဲနိုင်ခဲ့ပေမဲ့အကောင်းဆုံးရက်တည်နေတဲ့အင်ဒိုနီးရှားဖိလစ်ပင်စင်ကာပူတို့နဲ့ရှင်ပြန်ရမှာလွယ်ကူတဲ့ပွဲစဉ်နေတော့ဖြစ်လာမှာမဟုတ်ပါဘူးဒါပေမဲ့လည်းကျွန်တော်တို့အနေနဲ့စင်ကာပူ ဖိလစ်ပိုင်သင်းတို့ကိုစီးကိန်းပြိုင်ပွဲတွေမှာအသာအယရှိတယ်ဆိုတော့အမှတ်တမ်းကောင်းကိုပိုင်ဆိုင်ထားပြီးတော့အင်ဒိုနီးရှားသင်းတွေကိုပဲကျွန်တော်တို့ခက်ခက်ခဲခဲရင်ဆိုင်ရှင်းမြန်းကစားရလိမ့်ရှိပါတယ်။ပြီးခဲ့တဲ့စီးကိန်းပြိုင်ပွဲမှာလည်းအင်ဒိုနီးရှားသင်းရဲ့ကောင်းမွန်တဲ့ခြေစွမ်းခြေစားတွေကိုမြင်တွေ့ရလားကျွန်တော်တို့တော့တကယ်ကိုခက်ခဲစီမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်းအုပ်စုတွေမှာချင်းချင်းခါခါတွေ့လိမ့်ရှိပြီးတော့အင်ဒိုနီးရှားလိုအသင်းမျိုးကိုလည်းကျွန်တော်တို့လက်ရှိအစုဖွဲ့နဲ့မြန်မာလီဝီစင်မြို့သားယူနိုဆက်3တဲ့အကောင်းဆုံးရင်းဆိုင်ရှင်းမြန်းစွာတွားနိုင်ပါလားဆိုတာဂျပန်နီးပြချုပ်ရဲ့ဥဆောင်မှုဘယ်လောက်ထိရှိလဲဆိုတာကျွန်တော်အားလုံးစောင့်မျှော်ကြည့်ရှုခြင်းစရာကောင်းနေပါလေလက်ရှိအုပ်စုမဲခွဲမှုကိုပြန်လည်ကြည့်ရမယ်ဆိုရင်တော့မြန်မာလီဝီစင်မြို့သားယူနိုဆက်3အသင်းအနေနဲ့ဒီကုတ်တကဲကြိုးစားရှင်းပြိုင်မှာပါအုပ်စုအဆင့်ကနေလွန်မြောက်ပြီးတော့စီမီဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်မှာဖြစ်ပါလေ ဒါကြောင့်အကောင်းဆုံးစုစုစည်းစည်းနဲ့မြန်မာလက်ပြီးသည့်မြို့သား23အတင်းသားတွေအနေနဲ့စီလုံးမှုအပြည့်နဲ့ရင်ဆိုင်ရှင်မြန်ကစားတွားကြဖို့လေဒီနေရာကနေတိုက်တွန်းပေးလိုက်ချင်ပါတယ်မောင်နဆတ်သုံးသိရင်ဂျပန်နီးပြကြီးကူရိုစာကီကတော့စီးကိန်းပြိုင်ပွဲအုပ်စုမဲခွဲမှုနဲ့ပတ်သက်ပြီးတော့အခုလိုမျိုးသုံးသပ်ပြောဆိုပေးသွားခဲ့ပါတယ်စီးကိန်းပြိုင်ပွဲဟာအင်မတန်ကျွန်တော်တို့အာရုံစိုက်ထားတဲ့ပွဲတင်နေတဲ့ကပွဲဖြစ်ပါတယ် ဒါပေမဲ့ဒီအုပ်စုရင်းကိုကြားရောက်လို့ကျွန်တော်တို့လုံးဝစိတ်ပြတ်သွားမှာမဟုတ်လို့စိတ်ထဲကြာသွားမှာလည်းမဟုတ်ပါဘူး။ဒါမှမဟုတ်လက်ရှိချိန်မှာအကောင်းဆုံးနေထားမှာရှိနေပါတယ်။ကျွန်တော်အားလုံးမြန်မာ National လိမာကစားနေတဲ့သားမတွေရဲ့ခြေသွမ်းခြေစားတွေကိုလေ့လာပြီးတော့ကောင်းမွန်တဲ့သားမတွေကိုရွေးချယ်ထားတယ်။ပြီးတော့လူငယ်ပြိုင်ပွဲတွေမှာကစားနေတဲ့ခြေသွမ်းခြေစားရှိတဲ့သားမလေးတွေရဲ့ကောင်းဆုံးပုံစံတွေကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ပြည်သက်တွေစိတ်တိုင်းကြတဲ့ရလမျိုးထွက်ပေါ်လာမယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့အားလုံးကိုဝေဖန်နေတဲ့အတန်တွေကိုပိတ်သွားနိုင်ဖို့ကျွန်တော်တို့စွမ်းကုန်ကြိုးစားရှင်းမြိုင်သွားမယ်ပြီးတော့ပြည်သက်တွေအားပေးမှုနဲ့ထိုက်တန်တဲ့ရလမျိုးရရှိမယ်လို့မျှော်လင့်ထားတဲ့ဆိုပြီးလဲနီးပြချုပ်ကူရိုဆာကီကသုံးသက်ပြောဆိုပေးသွားခဲ့ပါတယ်လက်ရှိချိန်မှာကတော့ဒယန်ကနေပြန်လဲတက်တာလာခဲ့တဲ့ဇော်ဝင်းသိန်းကတော့ကွင်းလယ်ပိုင်းမှာပြန်လဲပါဝင်လာမှဖြစ်ပြီးတော့တောင်မင်္ဂလာမှာမင်းမဟုတ်စရှိတဲ့သားမတွေဝင်ရန်ထားတဲ့မြန်မာဝ23အသင်းနေနဲ့စီးကိန်းပြိုင်ပွဲမှာရွှေစိတ်စုဒါမှမဟုတ်စူးစိတ်တကူကူရရှိနိုင်မလားဆိုတာဒီကဲလဲမေးခွန်းထုတ်เสียဖြစ်နေပါတယ် ။နီပြချုပ်ပြောကြပုံရဆိုရင်သူ့ရဲ့သားမနေပုံမှာအပြေဝရုံကြည်ထားပြီးတော့သူ့ရဲ့နီးစနစ်ပုံမှာလည်းအကောင်းဆုံးဖြစ်လာမယ်လို့မျှော်လင့်ထားတယ်လို့ဆိုထားတဲ့အတွက်ပြည်သက်တွေလိုချင်နေတဲ့ရွှေစဲစုဒါမမုံစူးစိတ်တခုခုကိုတော့စုကူးသွားနိုင်မှုမြန်မာလူ့ရေးစဉ်မျိုးသား U23 အသင်းအနေနဲ့ဘလို့ပုံစံမျိုးရင်ဆိုင်ရှင်မြန်စွာသွားမလဲဆိုတော့ကျွန်တော်တို့လာမယ့်စီဂိမ်းပြိုင်ပွဲအတွင်းမှာမြဝါတင်နေမြင်တွေ့ရတော့မှာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ပြည်သက်တွေကလည်း စီကိန်းပြိုင်ပွဲမှာဆိုရင်ကျွန်တော်တို့အားလုံးမျိုးသားအသင်းကိုဖီဘီအားပေးကြပါရစေပြီးတော့မျိုးသမီးအသင်းကိုလည်းအားပေးပါရစေဒီနေ့ကိုပြန်လည်တွေ့ရမယ်ဆိုရင်တော့မျိုးသမီးအသင်ဟာပြီးခဲ့တဲ့ခုနှစ်တွေတုန်းကလည်းအကောင်းဆုံးပုံစံရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီးတော့ဒီနေ့မှလည်းသူတို့အနေနဲ့ရွှေစိတ်သူဒါမှမဟုတ်စူးစိတ်တစ်ခုခုရရှိမယ်ဆိုတာမျှော်လင့်လို့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့စိုးရိမ်တာကမျိုးသားလက်ရွေးစဉ် U23 အသေးမဲ့ဖြစ်ပါတယ်။သူတို့အနေနဲ့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာရလဒ်ကောင်းခြင်းမရှိခဲ့သလိုလာမယ့်စီးကိန်းပြိုင်ပွဲမှာလည်းအုပ်စုချက်ထဲမှာကြာရောက်နေပါတယ်။ ဒါပေမဲ့လည်းသူတို့အနေနဲ့ကောင်းဆုံးကြိုးစားစားစားရှင်မြိုင်ရဲ့ပရိသတ်တွေတို့အစွမ်းကုန်ပေးဆက်အစားမယ်ဆိုရင်သူတို့အနေနဲ့စူးစိကုကုအမှန်တကယ်ရရှိမယ်ဆိုပြီးလဲတုံးသက်ထားပါလေ။ဒါကြောင့်လာမယ့်စီကိန်းပြိုင်ပွဲမှာရှင်မြိုင်သွားမယ်မြန်မာလူပိသိမျိုးသား United 3အသင်းအနေနဲ့ပရိသတ်တွေလိုချင်နေတဲ့အောင်မြင်မှုတွေရရှိနိုင်ဖို့ကလေးတွေဘက်ကလည်းအကောင်းဆုံးစွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ပြီးတော့စူးစိကုကုရရှိသွားနိုင်ပါသေးတယ်။ကြောင်းလဲစုမောင်းတောင်းပေးလိုက်ချင်ပါသေးတယ်။